သူ့ကင်မရာကိုလှုပ်တာပေါ့ကင်မရာကယူရို9000လောက်တန်တယ်တော်တော်ဈေးကြီးတဲ့ကင်မရာပေါ့နော်သူက professional တက်ပုံကြီးအောင်ဆိုတော့အဲ့ဒါကိုလှုပ်တာလှုပ်တဲ့နေရာဒါအုပ်စုတွေကတယောက်ကိုသူကမိအောင်ဖမ်းထားလိုက်တာပေါ့နော်ပြီးတော့ဒီလေအခုလိုကတ်သွင်းရုပ်ပေါက်တဲ့ရုပ်ကိုဘယ်လိုလုပ်ရမလဲ ကက်ကတ်တုံးပြီးတော့ကိုယ့်ရဲ့မျက်နှာကိုဘယ်လိုဖြုတ်ပြီးတော့ဗီဒီယိုလုပ်ရမလဲကျွန်တော်ဒီမှာဖြစ်ပါတယ်ဗီဒီယိုတင်လိုက်တဲ့အခါကိုယ့်မျက်နှာကိုတခြားသူတွေမမြင်ချင်တာဖြစ်ဖြစ်ကိုကိုကရုပ်ပြပြီးတော့မတင်ချင်ဘူးဆိုရင်ကိုယ့်မျက်နှာကိုကက်ကတ်ကနေဒီလိုဖြုတ်ထားလို့ရပါတယ်ဒီနီလန်တိုင်းလုပ်တယ်ဆိုရင်မင်းဆွေအနေနဲ့ failless youtuber တယောက်လဲလုံနိုင်တယ်လို့သူများကိုကိုကိုမတိနိုင်အောင်သူများကိုလည်းအတင်းပြောလို့ရမှာဖြစ်ပါတယ် အခုလိုလို့ဟုတ်ဆိုရင်ကျွန်တော်အနေနဲ့ကစ်ကတ်แท้မှာတွားရမှာဖြစ်ပါတယ်ကစ်ကတ်แท้ရောက်တာနဲ့ကိုရိုက်ထားတဲ့ဗီဒီယိုကိုရွေးချယ်ရမှာဖြစ်ပါတယ်ဗီဒီယိုကိုရွေးချယ်ပြီးတော့ရင် timeline ပေါ်မှာ edit ကြမှာဖြစ်ပါတယ် begin effect ကိုတွားရတွားရမှာဖြစ်ပါတယ် effect ရောက်တာ ਨੇ body effect ဆိုတာရှိပါတယ် body effect ကနေနည်းနည်းဆွေးလိုက်လို့စီရင် image ဆိုတာရှိပါတယ် image ကနေဒီမှာတပုံတွေများဆိုတာရှိပါတယ်ကာသွင်းမစ်ဆောင်ထိုးရုပ်ကာသွင်းရုပ်နွားရုပ်ဘာရုပ်ဒီအများကြီးရှိပါတယ်ဒီမှာကျွန်တော် ဒီထဲမှာအခြေအဆုံးကဒီကာသွင်းရုပ်ဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ဒီဟာကိုသုံးပြီးတော့ဒီဗီဒီယိုကိုကျွန်တော်မျက်နာကို ဖုံးရမှာဖြစ်ပါတယ်အစာကနေအဆုံးထိကိုဒီ effect ကိုဆွေးလိုက်လို့စီရင်ကျွန်တော်ရဲ့ရုပ်ကတော့လုံးဝဖြုတ်သွားပါပြီ capcut ကကျွန်တော်ရဲ့ရုပ်ကိုဖုံးပြီးတော့တင်ပြီးတော့ဗီဒီယိုတင်လို့ရပါတယ်ဒီလိုနဲ့ဆိုရင်ကျွန်တော်နေနဲ့ Facebook မှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ် ယုံမပြပဲနဲ့စကားတွေပြောလို့ရပါတယ်တပုံတွေရရုပ်ရဲလို့ရပါတယ်အတန်တွေဖမ်းလို့ရပါတယ်ဒီလိုမျိုးဗီဒီယိုတွေကို cap cut မှာလုပ်ပြီးတော့ export လုပ်လိုက်ရင် make sure အနေနဲ့ reaction video တခုလုပ်လို့ရမှာဖြစ်ပါတယ်အခုလိုမျိုး failless reaction video လုပ်ပြီးတော့နာမည်ကျော်ကြားတဲ့ဂျော်ဂျီတို့ဆိုရင်အများကြီးရှိပါတယ်မြန်မာပြည်မှာလည်းအများကြီးတွေ့ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့မျက်နှာပြဆရာမလို့ပဲနဲ့ reaction video လေးကို ကိုယ်တိုင်လှုပ်လို့ရပါတယ်။ဘယ်ကွန်ပျူတာဘယ် PC မှမလုပ်ပါဘူး။ကိုယ့်ရဲ့ keep กันနဲ့ကိုယ့်နဲ့ကိုယ့်ရဲ့ဖုန်းနဲ့ edit တိုက်တတ်ယုံနဲ့လှုပ်လို့ရပါတယ်။အားလုံးပဲကြည့်ဦးတင်ပါတယ်။